တရဖို့ယူသိမ်းခံလိုက်ရတဲ့ Miss Square International 2024လာမယ့် Richie Gupta အလုံးမေမင်္ဂလာပါရှင်ကျွန်မခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့တရဖူရုပ်သိမ်းခံလိုက်ရတဲ့ Miss Grand International 2024လမယ့် Rachel Gupta အကြောင်းလေးပြောပြပေးမှာဖြစ်ပါတယ်မေလာ20ရက်နေ့မှာ Miss Grand International Organization မှာ Miss Grand International 2024ပြည်အလမယ့် Rachel Gupta ကိုချက်ချင်းရင်ဆဲလိုက်ကြောင်းကြေညာလိုက်ပါတယ် Miss Grand International ဖွဲ့စည်းကထုတ်ပြန်ကြရသူမရဲ့တာဝန်များကိုစေပြူရန်ပြက်ကွက်ခြင်းဖွဲ့စည်းရဲ့ချုပ်တင်ခွင့်ပြုချက်မရှိပေပြည်ပ project များမှာပါဝင်လုပ်ကင်ခြင်း Guatemala ကိုစီစဉ်ထားတဲ့ခီးစင်မှာ ပါဝင်ရရင်းဆိုခြင်းတို့ကြောင့်ဖြစ်တယ်လို့ထုတ်ပြန်ထားပါရယ်အလမဲရီချေဂူတာအနေနဲ့ Miss Grand International 2024နဲ့ဆက်ဆက်တော့ဘွဲတစိမ့်သူမဟုတ်တရဖူကိုဝစ်ဆင်ခွင့်မရှိတော့ဘူးရီချေဘက်ကကြုံညာတာကတော့သူမရဲ့အိမ်မက်ဖြစ်တဲ့ MGN တရဖူကိုရှာခဲ့တဲ့အတွက်သူမနိုင်ငံအတွက်ကိုယ်ယူခဲ့ပါရယ်ဒါပေမဲ့တရဖူရပြီးတဲ့နောက်ပိုင်းမှာတော့ MGN ဘက်ကမတီးခဲ့တဲ့ဂရီတွေ ။အမြမတဆက်ဆံမှုတွေနဲ့တောင်းဆိတ်ဖြစ်စေတဲ့ပဝင်းချေချောင်းတရဖို့ပြန်ဖို့သူမအနေနဲ့ဆုံးဖြတ်ခဲ့တယ်လို့သူမဂလူမိုကိုရင်ဆက်မနာပေါ်မှာရေးသားခဲ့ပါရီ။ဆွေဝင်စားစရာကတော့ First Runner Air Philippines လှမယ်။စီချင်ဥပိယစာကတော့ Miss Square International 2024တာဝန်ရဲ့တရဖို့ကိုလက်ခံပြီးတော့တာဝန်ထမ်းဆောင်မလားဆိုတာကတော့ကျမတို့အားလုံးစောင့်ကြည့်ရမှာပဲဖြစ်ပါရီ။